ဟဲ့လိုမင်းခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page မှာ straight တုံးချင်းဒီမှာ page quality အဝိုင်းအောင်ဖြစ်နေတယ်ဒီ page quality အဝိုင်းအောင်နဲ့အစိမ်းအောင်ဖြစ်အောင်ဘယ်လိုပြင်ပြသွားရမလဲ facebook team ကိုဘယ်လို affiliate team စေအောင်လုပ်သွားရမလဲဆိုပြီးဒီ video မှာအားလုံးအသေးစိတ်လုပ်ပြီးကျွန်တော်ပြောပြရှင်းပြပေးမယ်ဒီ page မှာဘယ်လိုအမှားမျိုးလုပ်ခင်မီဒီယိုတွေမှာ page quality အဝိုင်းအောင်ဖြစ်သွားခဲ့တဲ့ဆိုမှ part 1 video မှာအသေးစိတ်လုပ်ပြီးကျွန်တော်ပြောပြရှင်းပြပေးထားတယ်ဒီ part 2 video မှာတော့ဒီအဝိုင်းအောင်နဲ့အစိမ်းအောင်လုပ်ဖို့နည်းအသေးစိတ်လုပ်ပြီးကျွန်တော်ပြောပြရှင်းပြပေးမယ် ဒီနေ့မှကျွန်တော် energy နဲ့ကျွန်တော်ပြပြပေးမယ်ဒီ page မှာတင်တဲ့ content တွေအားလုံးကကားနံပါတ်အရောင်းဝယ်နဲ့ပတ်သက်ပြီးတင်တဲ့အတွက်ကြောင့်သူ page မှာ straight လေးထိမအဝိုင်းဖြစ်သွားခဲ့တယ်ဘလို့ကြောင့်လဲဆိုလို့ရှိရင်တို့ဒီကားနံပါတ်ရောင်းတဲ့ခါမှာ voucher စာရွက်လေးတွေကားနံပါတ်စာရွက်လေးတွေကိုတက်ပွန်ရေးပြီး page မှာတင်ပြီးသွားတဲ့ခါမှာပြောမစင် voucher စာရွက်ပုံစံမျိုးဖြစ်သွားခဲ့တယ် inauthentic content မျိုးဖြစ်သွားခဲ့တဲ့အတွက်ကြောင့် page မှာ straight ထိမအဝိုင်းဖြစ်သွားခဲ့တယ်အဲဥစ္စာနဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရပါဘူးကျွန်တော် page မှာ ကာလမဆာရုံနဲ့ပတ်သက်ပြီးပေါချာဆာရုံနဲ့ပတ်သက်ပြီးကျွန်တော်ငွေရွှဲ second shot နဲ့ပတ်သက်ပြီးဒူတယောက် province second shot နဲ့ပတ်သက်ပြီးငွေအမော့ဆာရုံ second shot နဲ့ပတ်သက်ပြီး pitchman team တောင်းမဲ့ဆိုရင်အခုလို new straight team မှာ pitch quality အဝံဖြစ်သွားခဲ့မယ်။ elson နဲ့ပတ်သက်ပြီးလုံအောင်လုပ်လို့မရဘူး။ဒီ pitch owner ကလည်းအသေးစိတ်ကျွန်တော်ပြပြရှင်းပြပေးတယ်။အကယ်လို့ကျွန်တော် pitch ကမဖြစ်မနေတင်ပြီးသွားရမယ်။ night group အနေနဲ့တင်ပြီးသွားရမယ်ဆိုရင် second shot ကိုလုံအောင်မတင်ပဲနဲ့ကျွန်တော် scheduling recording လုပ်ပြီးမှ ဗီဒီယိုပုံစံပြောင်းပြီးမှဗီဒီယိုပုံစံတို့ပြီးမှ pitch မတင်မိတော့မှဆင်တော့ straight ကနေ100% looking တော့ပဲဖြစ်တာတော့ဖြစ်ပြီးတော့ချိန်ပြီးဒီဥစား affiliate demo စင်ကျွန်တော်ဒီမှာ link လေးဖွင့်တာ share တယ်မို့ဒီ link နဲ့တစင်ကျွန်တော် request view တင်ပြီးတော့မယ်ပထမ step အနေနဲ့ကျွန်တော် default တစ်ချက်နေပြီးတော့မယ် A zone တော့ကျွန်တော်ဒီ page မှာဖြစ်နေတဲ့အမှားရှိနေတဲ့အမှားရှိနေတဲ့ second shot အားလုံးဖြတ်လို့ပြီးတော့ချိန်ပြီးဆိုရင် page မှာတင်တဲ့ content အားလုံးက original content ဒီ page ရဲ့ policy နဲ့ တနီရကွန်တန်လေးတင်ထားရဆိုရင်တော့ပြီးမှကျွန်တော်ဒီဘက်ကနေ request တွေပြတီးပြီးသွားရမယ်။အဲ့တော့ကျွန်တော် help support တစ်ချက်ထပ်ပြီးသွားမယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်က report problem တစ်ချက်နေပြီးသွားမယ်။ပြီးကျွန်တော်ဒီ opposition အစနော် opposition ကတစ်ချက်နေပြီးသွားမယ်။ပြီးကျွန်တော်ဒီအပြားစာတန်းတစ်ချက်နေပြီးသွားမယ်ဆိုရင်ဒီ browser ပေါ်လာမယ်။ပြီးကျွန်တော်ဒီ allow တစ်ချက်နေပြီးသွားမယ်။ဒီ browser ပေါ်လာချက်ပြီးဆိုကျွန်တော်ဒီ user တစ်ချက်ဖြတ်လိုက်မယ်။ဖြတ်ပြီးတော့ချက်ပြီးဆိုရင်ဒီ opposition တစ်ချက်နေပြီးမှကျွန်တော်တို့ page ကဖြစ်တဲ့ကျွန်တော် page ကိုကျွန်တော်တစ်ချက်ရေးပြီးသွားမယ်အကယ်လို့ကျွန်တော်တို့က profile ဖြစ်တဲ့ဆိုရင်ကျွန်တော်ဒီနာမည် profile ရေးပြီးသွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာဆိုရင်ဒီ page နဲ့ဖြစ်ပျက်တဲ့ error ကိုကျွန်တော်ရေးပြီးသွားမယ်အတွက်ကြောင့်မို့ကျွန်တော်ဒီမှာဆက်အားလုံးအဆင်သင့်လုပ်ပြီးထားတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ page link အပါအားလုံးရေးပြီးထားတဲ့အတွက်ကြောင့်မို့ဒီစာသားတစ်ချက် copy ကူးပြီးသွားလိုက်ပါမယ်ပြီးတော့ကျွန်တော်ဒီမှာအချက် page လုပ်သွားမယ်နောက်တစ်ခုကျတော့ကျွန်တော်ဒီ page quality အဝိုင်းဖြစ်တဲ့ screenshot ထည့်ရမယ်အတွက်ကြောင့်မို့ကျွန်တော် screenshot အဆင်သင့်လုပ်ထားတဲ့အတွက်ကြောင့်မို့ဒီကိုစတစ်ချက်နေမယ် ပြီးကျွန်တော်ဒီ screen shot တစ်ချက်ပြန်လေးထည့်လိုက်ပါမယ်ခင်ဗျာနော် live group အနေနဲ့ကျွန်တော်တစ်ချက်ပြပြီးမယ်ကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီပြုပြင်တဲ့ဥစ္စာပေါ်စိန်တော့ခဲ့အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်လည်းဆက်ရှိတယ်ဒီမှာစနာမယ်လေဒီနာမယ်ဒီနာမယ်ဒါ page quality oyan pp service at house အချင်းတို့အတွင်းမှာကျွန်တော်ပြပြနေတဲ့အချိန်မှာ page က lower စနေခဲ့တယ်ဒီဥစားကျွန်တော်ဒီနောက်တရနေ့နေ့ရှင်ကျွန်တော် video လေးလုပ်ပြီးမှကျွန်တော်တင်ပြီးတော့မယ်ကျွန်တော်ဒီမှာ တင်ဖို့အများကြီးရှိတယ်ပေါ့နော်ကျွန်တော်အစံလိုက်တင်ပေးတော့မယ်ပြီးလို့ရှိရင်ကျွန်တော်မှာ second shot ထည့်ပေးတော့ချက်ပြီးဆိုရင်အောက်ကနေ submit ဆိုပြီးနေပြီးတော့မယ်ကျွန်တော်တို့ request တင်ပြတင်တာလွယ်ကူတယ်ဒါပေမဲ့ page ရဲ့ significant စနစ်တကျမှန်ကဲအောင်ဖြစ်နေတဲ့အမားတွေကို fishing ပြီးမှ page ကိုတိကျ set up လုပ်ပြီး enemy request တင်ပြတင်ရပါတယ်ကျွန်တော် part 1 video မှာကျွန်တော်အသေးစိတ်ပြဖြည့်ပြီးမှတယ် part 2 video မှာ request တင်ပြတင်ပြပေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော် defect တစ်ချက်တောင်းမယ်ပြီးလို့ရှိရင်ကျွန်တော် deal စတစ်ချက်နေပြီးတော့မယ် ကျွန်တော်က corporate affiliate form ဒုစီရပေါ့နော်ကျွန်တော်ပေးရှင်မတွေဒီမျိုး straight ထိတော့ခဲ့ရဆိုရင်ဘလို့ချမထိစေဖြစ်စေတာ copy content မျိုးပုံစံမျိုးဖြစ်တော့ခဲ့တဲ့အတွက်ကြောင့်မို့ remote content ဖြစ်တော့ခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တင်ရတဲ့ request တွေတင်ပြီးတော့မှအတွက်ကြောင့်မို့ data ချနေမယ်ပြီးတော့ကျွန်တော်ဒီ patient name တစ်ချက်ရေးပြီးထည့်မယ်ခင်ဗျာနော် patient ဒီ user name ဆိုလည်းရတယ်ဒါမှမဟုတ် link ဆိုလည်းရပါတယ် ပြီးတော့ကျွန်တော်လက်ရှိသုံးတဲ့ email တစ်ခုထည့်မယ်သူကျွန်တော်ကျွန်တော် email ကြာတစ်ချက် copy ကူပြီးမှထည့်သွားလိုက်ပါမယ်ဒီ email ထည့်ရတဲ့အကြောင်းအရာခဏကျွန်တော် request submit တင်ပြီးတောင်းမယ်ဆိုရင်ဒီ email မှာ coach လုံးကြာမယ်သူကျွန်တော်အဲ့ဒီ coach လုံးကိုကျွန်တော် verify လုပ်ပြီးမှတိုင်ကျွန်တော် request submit တင်လို့ရမယ်ပြီးဒီနေရာမှာကျွန်တော်တစ်ချက် page user link ကိုတစ်ချက် copy ကူပြီးထည့်သွားရပါမယ်ခင်ဗျာနော် page လုံးမှာနောက်တစ်ခုကြတော့ကျွန်တော်ဒီမှာဆိုရင် request submit တင်မှာစတာပထမတင်တဲ့ဒီစတာဖြစ်တဲ့ဒုတိယတစ်ခါမှာကျွန်တော်ဒီစတာတင်ပြီးသွားပါမယ် ဒီစာသားမှာဆိုရင်တော့ကျွန်တော်တို့ပထမတော့မသိနားမလဲပဲနဲ့ and origin content copy ကိုနဲ့ပါ냐တင်ပြီးတော့တယ်အခုနားလေသဘောပေါက်မှာအဲ့ဒီ content ကိုအားလုံးဖြတ်ပြီးမှကျွန်တော်က own video own image own content လောက်ပဲတင်ရဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတောင်းမစာရေးပြီးမှကျွန်တော်ဒီမှာ pitching up အထက်ထားတဲ့အတွက်ကြောင့်ဒီဥစားအားလုံးကျွန်တော်တစ်ချက် copy ကူမယ် copy copy စတဲ့ကျွန်တော်ဒီနေ့တစ်ချက် page လို့ထည့်ပြီးမှကျွန်တော်ဒီနေ့မှာဆိုရင်ထုံးလိုက်ကောင်းမယ် page quality အဝိုင်ဖြစ်တဲ့ screenshot တစ်ချက်ယူထည့်မယ် အားလုံးထဲလို့ပြီးတော့ချက်ပြီးဆိုရင်တော့ကျွန်တော်အောက်ကနေ submit ဆိုပြီးနေပြီးသွားမှာပေါ့နော်ကျွန်တော်ဒီနေရာမှာ process အချင်းအနေငယ်စကြပါတယ်ပြီးရတော့ကျွန်တော်အခုနောက်ထည့်လိုက်တဲ့ gmail မှာ course လုံးကြမယ်အတွက်ကြောင့်အဲ့ဒီ course လုံးကြောင့်တစ်ချက်ထည့်မယ်အတွက်ကြောင့်ကျွန်တော် gmail တစ်ချက်သွားမှာကျွန်တော်ဒီ gmail ကို refresh ကျွန်တော်လုပ်လိုက်ပါမယ်ကျွန်တော်ဒီအပေါ်ဆုံးမှာကြလာခဲ့ပြီဆိုတော့တစ်ချက်ဖွင့်မှာကျွန်တော်ဒီအောက်က course လုံးကြောင့်တစ်ချက် copy ပို့လိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီနေ့တစ်ချက်ပြန်သွားပြီးမှာကျွန်တော်ဒီမှာ page လုပ်ထည့်မယ်ပြီးရင်ကျွန်တော်ဒီ confirm နေပြီးသွားလိုက်ပါမယ် ကျွန်တော်ဒီနေရာမှာအချင်း process ခဏကြာမယ်ဒီမှာ i'm not for to verify လို့ပြီးမှ submit လို့ပြီးမှတွားရပါမယ်ပြီးတော့ကျွန်တော်ဒီကနေ submit နေပြီးတွားမယ်ဆိုရင်အချင်း process အနည်းငယ်ကြာမယ်ချက်ချင်းကျွန်တော်ထွက်သွားလို့မရဘူးတချို့ဆိုကျွန်တော်ဒီ appointment ချက်ချင်းနေပြီးမှချက်ချင်းထွက်သွားလို့မရရှိရအဲ့ဒါကျွန်တော် Facebook team review တွေမှာမရောက်တဲ့အတွက်ကျွန်တော် page က တက်ပြီးဆိုတော့ခဲ့တဲ့မျိုးဖြစ်နေပါတယ်ခင်ဗျာနော်ကျွန်တော်မတ်ချစ်ချင်းမစေ from semester successfully စေကျွန်တော်စာကျွန်တော်မတ်ချစ်ချင်းမစေ from semester successfully ဖြစ်တော့ခဲ့ပြီစေကျွန်တော် page ကို facility က 60b မှာကျွန်တော် gmail မှာ send content လုပ်ပြီးလာမှာပေါ့နော်အကယ်လို့ကျွန်တော် page အမှကျန်သေးရဆိုရင် gmail က send content လုပ်ပြီးလာမယ်အဲ့တော့ကျွန်တော်ဒီဥစားတစ်ချက် okay နင်းလဲမယ်ဒီပုံစံလေးဖြစ်ပြီးဆိုမှတည်းနောက်တစ်ခု step ကိုပြောင်းမှာပြောင်းပြီးတော့ခဲ့ရဆိုကျွန်တော်ဒီကနေ request ဆက်ပြီးတင်ပြီးသွားရပါမယ်ကျွန်တော်တင်နေမှာဆိုရင်ကျွန်တော် page ကဒီ page has some issue ပေါ့နော်တစ်ချက် copy ကူးမယ်ပြီးကြောင် page လုပ်မယ် နောက်တစ်ခုကျတော့ဒီစာသားလေးပဲတစ်ချက်ပြန် copy copy မှာဒီမှာ paste လုပ်ပြီးမှထည့်သွားလိုက်ပါမယ်ပြီးတော့အောက်ကကျွန်တော် screenshot လေးတစ်ချက်ယူထည့်လိုက်ပါမယ်ပြီးတော့ခဲ့ပြီဆိုရင်တော့အောက်ဆုံးကလည်းကျွန်တော် send ဆိုရင်နေပြီးတော့မယ်ဆိုရင်ဒီနေရာမှာထုံးလေးလောက်အောင်အချိန်အနည်းငယ်ကြာပါမယ် from some successful ဆိုကျွန်တော် post လုပ်အောင်အမြင်သားခဲ့ပြီဆိုရင် facebook team ကနေ sys ပြီးမှကျွန်တော်တို့ရဲ့ gmail မှာ recent content လုပ်ပြီးလာမယ် spot post မှာလည်း content လုပ်ပြီးလာမယ်အဲ့ကဲလို့ကျွန်တော်ဥစား right ticket man canal ဆိုရတော့အချင်းတို့အတွင်းမှာပဲကျွန်တော်တို့ဒီ page quality အဝါရောင်နဲ့အစင်းရောင်လုတ်ပြီးသွားပါမယ်ခင်ဗျာနော်ဒီကုဆိုကျွန်တော်တစ်ချက် okay နေပြီးသွားလိုက်မယ်ဆေး project ဒီပုံစံလေးပြောင်းလဲလာမယ်ကျွန်တော်ဒီပုံစံလေးဖြစ်သွားခဲ့ပြီဆိုရင်တော့ကျွန်တော် page မှာ post content လေးတွေပုံမှန်လေးတင်ပြီးသွားရပါမယ်အခုနောက်ကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်ဒီ second shot နဲ့ပတ်သက်ပြီးလုံအောင်တင်သွားလို့မရအောင်နော် second shot ဆိုကျွန်တော်ကားလမ်းမအယောင်ဝယ် second shot နဲ့ပတ်သက်ပြီးစာရွက်ပုံမှန်တစ်ခုခုရေးပြီးမှတင်တော့မယ်ဆိုအဲ့ဒါဘာသာစာရွက်ပုံစံမျိုးဖြစ်သွားခဲ့တဲ့ကျွန်တော် straight ထိပါတယ် 2k of principal sign နဲ့ပတ်သက်ပြီးတိကျတဲ့ကျွန်တော်နောက်တစ်ခုကြတော့ တူတယောက်ရဲ့ ID ပိုင်းဆိုင်နဲ့ပတ်သက်ပြီး password နဲ့ပတ်သက်ပြီး document size နဲ့ပတ်သက်ပြီးတင်တော်လို့များပေါ့နောက်တစ်ခုကျတော့ကျွန်တော်ဒီငွေလွှဲ screenshot နဲ့ပတ်သက်ပြီးငွေ amount screenshot နဲ့ပတ်သက်ပြီးတူတယောက် profile screenshot နဲ့ပတ်သက်ပြီးတင်တော်လို့များအဲ့ဒါလေးတင်သွားမယ်ဆိုရင် page အတွက် end ရှိစေတယ်နောက်တစ်ခုဒီ page owner အမှားကြောင့်ဘယ်လိုမျိုးဖြစ်လဲဆိုဒီမျိုးပထမတူကိုယ်နဲ့ရေးပြီးတင်လိုက်စာသားတွေကိုနောက်တစ်ခါ post တင်လိုက်ခါမှာဆိုဒီ apostate တွေဒီလိုလေးလုပ်ပြီးမှာ ဒီလိုလေးလို့မှာ copy ကူးပြီးမှ knowledge and post တဲ့ခါမှာ page လို့ပြီးတင်တော့ခဲ့တဲ့ခါမှာ reuse content repurpose content ဖြစ်တော့ခဲ့တဲ့ကြောင့် airpods အလုပ်လို့မရဘူးအကယ်လို့ကျွန်တော်တို့ကဒီစာသားတစ်ခုထဲကိုပဲထက်ခါတန်းတန်းရေးပြီးတင်ရမယ် post တဲ့ account ပြန်ပြန်ရေးဖို့အခက်အခဲဖြစ်တယ်ဆိုရင်ကျွန်တော်ဒီလိုမျိုး notepad ထဲမှာ copy ကိုရေးပြီး save လုပ်ထားပါဒီလို copy နဲ့ရေးပြီး save လုပ်ထားစာသားတွေကို note ကနေ copy ကူးပြီးထက်ခါတန်းတန်း page မှာတင်တော့ရတယ် page ကနေ copy ကူးပြီး page မှာတင်တော့မယ်ဆိုရင်တော့ reuse content repurpose content ဆိုပြီး page အတွင်း rich investment တွေချစေတဲ့အခုလိုမျိုးကျွန်တော် page ကို request attribute တင်လိုက်ပြီးအခုလိုမျိုးအားလုံးလောက်ဆောင်လို့ပြသခဲ့ပြီးဆိုရင်တော့ကျွန်တော် page မှာ post content တင်ပြီးသွားမယ်ဆိုရင် rich investment တွေ totally ကောင်းပြီလာမယ် page က send တော့ခဲ့ပြီးဆိုရင်တော့အញ្ញမ်းထက်ဆိုင်တိတိတတပြန်မယ် rich investment ကောင်းပြီသွားမှာအခုစဉ်းစားမှာ ပြုပြင်ပြီးနောက်ပိုင်းမှာ recommendation active ဖြစ်သွားခဲ့တယ် recommendation active ဖြစ်သွားခဲ့တဲ့ဆိုဘယ်လိုမျိုးလဲဆိုကျွန်တော် page မှာတင်လိုက်တဲ့ post content တွေကျွန်တော် page မှာရှိတဲ့ follower အားလုံးရှိရ notification ရောက်တဲ့အတွက်ကြောင့်မို့ဒီလူကြည့်များမယ် englishman တိုးပြီးလာမယ်ပြီးလို့ရှိရင်ကျွန်တော် page ကလုံးဝ send တော့ခဲ့ပြီးအခုလိုမျိုး recommendation on ဖြစ်သွားခဲ့တဲ့ဆိုရင်တော့ဒီ page မှာတင်တဲ့ content နဲ့ ဒီ page ရဲ့ content နဲ့ quality ရှိတဲ့လူတွေကို Facebook က automatic automatic suggest ပို့ပေးတဲ့အတွက်ကြောင့်လူအသစ်တွေတိုးပြီးလာမယ် follower အသစ်တွေတိုးပြီးလာမယ်ဒီမှာတစ်ချက်ကြည့်မယ်နော်ဒီ page to new to people ဘာမှတစ်ချက်ကြည့်မယ်ကြောင့် select လုပ်ပြမယ် page to new people လူအသစ်တွေကို suggest လုပ်ပြီးလာမယ်အတွက်ကြောင့် follower အသစ်တွေတိုးပြီးလာမယ်ဒီ engagement အသစ်တွေတိုးပြီးလာမယ် customer အသစ်တွေတိုးပြီးလာတဲ့အတွက်ကြောင့် page က performance ပို့ပြီးမှကောင်းလာပါမယ် ဒီနေ့ဒီပြောင်းဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်အကဲလို့ဒူချင်းမီတို့တိချင်တဲ့ရှင်အောက်ဘက်ဖော်မတ်တစ်စင်းဖြစ်စေချက်ပေါ်တစ်စင်းဖြစ်စေမေးမြန်းဖို့နိုင်ပါတယ်တိုင်ပါတစ်စင်းကွန်နလုံးဖြစ်စကားပြောဖို့နိုင်ပါတယ်ဆပ်ဆက်လကတင်နေလကဒီနေ့ဒီပြောင်းဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်